ကျွန်တော်တို့စောက်ရန်ကိုစောက်ရန်ကိုစောက်နေတဲ့2025ရဲ့အကျွတ်ဆုံးလုံးဝကျွတ်စင်ကြီးကိုမိုက်တဲ့ FVS game ဖြစ်တဲ့ Delta Force ကလွန်ခဲ့တဲ့နှစ်ရက်သုံးရက်လောက်ကပဲထွက်ရှိလာပြီဖြစ်ပါတယ်ဆိုတော့ဒီနေ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ overall လေးပြောပြပေးသွားမှာဖြစ်ပါတယ် ဒီ game က fine size အနေနဲ့ 1.8GB ကျော်ရှိပြီးတော့အထဲမှာလည်း game 20လောက်ထပ်တောင်းရပါသေးတယ်။ဆိုတော့ဒီ game ကဖုန်းတိုင်းတော့မဟုတ်ဘူး။ခမရရဲ့ဖုန်းက Optic Snapdragon ဆိုလို့ရှိရင်900ကျော်လောက်ရှိနေရမယ်။ Dimensity ဆိုလို့ရှိရင်လည်းခမရက Optic เนาะ Optic ခမရရဲ့ Dimensity က9000ကျော်6000ဖြစ်နေမှရမှာ။ Kirin ဆိုလို့ရှိရင်လည်းအဲ့လိုပဲခမရ6000ကျော်9000ဖြစ်နေမှရမှာ။အဲ့လိုပုံစံမျိုးမှာဒီကောင်တွေပေးထားတဲ့ graphic ကိုဆော့လို့ရမှာ။သူတို့ပေးထားတဲ့ game ကိုဆော့လို့ရမှာ။ ခမရကအဲ့ထက်နေနေတယ်ဆိုလို့ရှိရင်ဆိုလို့မရအောင်မဟုတ်ရတယ်လက်တာရောဖုန်းမနိုင်တာရောဟီတက်တာရောအမျိုးမျိုးဖြစ်မယ်ပေါ့နော်ဖုန်းမနိုင်ဘူးအဲ့တော့ CPU မြင့်လေကောင်းလေပဲ CPU အဲ့ထက်နေတာဆိုလို့ရှိရင်မဆော့ဖို့အကြံပေးခြင်းပါတယ်ဆိုတော့ကျွန်တော်တို့ game play ဘက်ကိုဆက်သွားလိုက်ရအောင် gameplay ဘက်မှာဆိုလို့ရှိရင်ဒီကောင်ကအခုမှစထွက်ထားတာဆိုပေမဲ့ beta version နဲ့ကနေပြီးတော့တက်တော့ပေါ်မှာစောက်ရမ်းနာမည်ကြီးနေတဲ့ game YouTube မှာလည်း beta version နဲ့ကနေပြီးတော့အရန်ကိုလူပြောများနေတဲ့ game ဟို official ထွက်လာတဲ့အချိန်မှာလည်း beta version နဲ့ဘာမှမကွဲပြားပေးတဲ့ထွက်လာတာဘလို့ပုံမှန်လဲဆိုတော့ဒီကောင်စီမထွက်ထွက်လာခြင်းမှာမူ၃မျိုးပါတယ်ပထမတစ်ခုက PVP နောက်တစ်ခုကကျတော့ iteration မှုလို့ခေါ်တယ်နောက်တစ်ခုကကျတော့ campaign မှုလို့ခေါ်ရပေါ့နော် campaign မှုကတော့လူတိုင်းနားလည်လိမ့်မယ်နားလူတိုင်းလည်းသိလိမ့်မယ်ပေါ့နော်ဆိုတော့ပထမဦးဆုံး PVP မှုမှာဆိုလို့ရှိရင်တစ်ဖက်က24ရောတစ်ဖက်က24ရောပေါ့နော် attacker နဲ့ defender ဆိုပြီးတော့ရှိမယ် attacker တွေကကျတော့ဒီ defender ရဲ့ base တွေကိုလိုက်သိမ်းရမှာဖြစ်ပြီးတော့ defender တွေကကျတော့ attacker တွေတိုက်တဲ့အချိန်ကျလို့ရှိရင်သူတို့ base ကိုမပေးရအောင်ဆိုပြီးတာကွယ်ရမှာဖြစ်ပါတယ် a position တစ်ခုလုံးလည်း random အနေနဲ့ဆော့အောင်မှာဖြစ်ပါတယ် iteration မှုဆိုတာကတော့ခမည်းက နေရာတစ်ခုတည်းရောက်သွားမယ်အဲ့နေရာထဲမှာခမရရသမျှပစ္စည်းတွေအကုန်လုံးကိုတိမ့်ပြီးတော့ဘလမကမှာပြန်ရောက်ဟောမှာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်ခမရအဲ့မှာ enemy တွေတွေ့ရင်တွေ့သလိုတက်ပြီးတော့အချိန်မီအတွင်းမှာထော့ပေါက်ကိုအရောက်ပြန်မှာဖြစ်ပါတယ်မရောက်နိုင်ဘူးဆိုရင်တော့ခမရစော့ထားသမျှမိနစ်20ပဲမိနစ်30ပဲဖြစ်အကုန်လုံးအလကားပါပဲခမရတို့ဘာမှရမှာမဟုတ်ပါဘူး နောက်ဆုံးတစ်ခုကတော့ campaign မှုလို့ခေါ်တယ်။ campaign မှုကကြတော့ခမားတို့ရင်းနှီးလိုက်မယ်။နောက်ထောင်းတစ်ခုနဲ့ကထွက်ခဲ့တဲ့ Delta Force Game နဲ့နောက်ထောင်းတစ်ခုနဲ့ကထွက်ထားတဲ့ movie Black Hawk Down movie ကို inspire ယူပြီးတော့လုပ်ထားတဲ့ campaign မှုပဲဖြစ်ပါတယ်။ဆိုတော့နောက်ထောင်းတစ်ခုနဲ့ကလည်းပဲဆော့။ဒါပေမဲ့ graphic တွေဘာတွေကတော့အများကြီးပြောင်းလဲသွားပြီပေါ့နော်။အထဲမှာဆော့ရတာကတော့နည်းနည်းလေးတော့ရှုပ်ထွေးမယ်ပေါ့နော်။တခြား FPS တွေနဲ့မတူဘဲနဲ့ mood တွေကလည်းပြောင်းလဲပြီးတော့ပါလာတာမျိုးတွေရှိတယ်။ character တွေကလည်းအများကြီးရှိတယ်။ gameplay ဘက်မှာလည်း ခင်ဗျားတို့ setting change change တယ်လို့ပြကြလို့ရှိရင်ခင်ဗျားတို့ character တွေ quire ခွာတယ်လို့မျိုးအသုံးချလို့ရမယ် scale တွေကလည်းကွာသွားတယ်ရှိမယ်အဲ့တော့နည်းနည်းလေးတော့အချိန်ပေးပြီးတော့ဆော့ရမယ်လို့တော့ထင်တယ်ဆိုတော့ဒီ game ကိုဆော့မယ်ဆိုလို့ရှိရင်တော့အမြန်တော့ဆော့ဖို့အကြံပေးခြင်းနဲ့နောက်ထပ်ဆော့ရတဲ့လူများလာပြီးတော့တချိန်ကျလို့ရှိရင်ပြောလို့မရမြန်မာနိုင်ငံမှာ mobile လေးကြောင့်လူတိုင်းဆော့ရမှာလားလူတိုင်းဆော့ရ game တစ်ခုဖြစ်လာမလားဆိုတော့ပေါ့နော် ဆိုတော့ကျွန်တော်ကတော့မျော်လင့်မိပါတယ် Delta Force ကိုတော့ Okay ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီလိုဗီဒီယိုမျိုးတွေအကုန်လုံးကိုလည်း YouTube Channel မှာအများကြီးတင်ပေးထားပါတယ် Game Review တွေလည်းနောက်ထပ်နောက်ထပ်ဗီဒီယိုအသစ်တွေတင်ပေးမှာမလို့ Channel လေးကို Like and Subscribe လုပ်ခဲ့ပေးပါ TikTok အကြည့်နေလူတွေဆိုလို့ရှိရင်လည်း TikTok Channel လေးကို Follow လုပ်ခဲ့ပေးပါခင်ဗျဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်